မိဘတွေကိုမတင့်တော်တဲ့နန်းစားတစ်ခုနဲ့အသုံးပြုလို့ထောက်ပြတဲ့ပုံမထင်မတဲ့ပုံစံနဲ့တုံ့ပြန်ခဲ့တဲ့ချူလေးမိဘတွေကိုမတင့်တော်တဲ့သုံးနှုံးနန်းစားတစ်ခုနဲ့တုံးနေလို့လူပြောများနေတာကတရုတ်ဆောင်မင်းသမီးချူလေးပါချူလေးဟာတကယ်တော့မိဘတွေကိုတိတက်လိမ်မာတဲ့သမီးလေးပါချူလင်းရုပ်ရှင်လောကနဲ့တရုတ်ဆောင်ကြိုးစားရင်အောင်မြင်မှုတွေစတိုင်ရာကကယ်ရမီစုရင်းလင်းရရှိထားတာဖြစ်ပါတယ် ကျူလီယောင်မြို့ပညာရှင်တွေနဲ့မိဘနှစ်ပါးကိုတင်တောင်းတင်တယ်ထားတာဖြစ်ပါတယ်။အခုရပိုင်းမှာဆိုရင်ကျူလီယောင်မိသားစုနဲ့အတူတူနေဖို့သူမရဲ့မြို့ပညာရှင်တွေနဲ့အိမ်တဆောင်လေးစောင့်လုပ်နေတာပါ။ဒါပေမဲ့ကျူလေးမမတင်တော်တဲ့အမှုချင်းတစ်ခုရှိပါသေးတယ်။အရာကတော့စကားပြောတဲ့အခါမိဘတွေကို သူဆိုတဲ့နာစာသုံးတာပါ။အထူးသဖြင့်မိဘကိုဆိုအဖေကမိခသုံးလို့ရပါမယ်။ကျူလေးကတော့သူ့လို့သုံးတာဖြစ်ပါသေးတယ်။ ။ဒါကြောင့်လေချူလေးကမိဘတွေကိုသူတို့ဆိုပြီးသုံးနာကမတင်တော်တလို့ဖြစ်နေတယ်ဆိုပြီးတော့ထောက်ပြဝေဖန်ချတာပါ။အခုတော့ချူလေးကသူမကိုခုလိုဝေဖန်ထောက်ပြတဲ့ပရိသတ်တရားကို အမသမီးလေးမူတဲ့အခါညမဗီဒီယိုကိုကြည့်ပြီးဒီလိုမပြောနဲ့အမေမကြားနိုင်ဘူးလို့ပြပေးလိုက်ပါဆိုပြီးပြတ်သားစွာပြောလာတာဖြစ်ပါတယ်။ချူလေးဟာတိုင်းရင်သူမို့စကားအသုံးတော့မတတ်ပေမယ့်မိဘကိုတိတက်လိမ်မာတဲ့သမီးတစ်ယောက်ဆိုတာတော့ပြောစရာမလိုတော့ပါဘူး။ ဒီဗီဒီယိုကိုကြည့်ရှုနေကြရင်ပြည့်သက်တင်ငါယုံချူလေးကမိဘတွေကိုတူလို့တုံတဲ့အပေါ်မှာဘလို့မြင်ကြတဲ့လဲဆိုတော့ပြောသွားကြပါအောင်ရှင်